ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါဆိုတော့ဒီတစ်ပတ်မှာ Pay တက်တဲ့အားလုံးစိတ်ဝင်စားတဲ့ပွဲက El Clasico ပွဲဘာကြောင့်လဲဆိုတော့ Real Madrid နိုင်ရင် Title Race ကဆက်ပြီးအသက်ရှိမယ် Madrid တောင်မှအခြေအနေပိုကောင်းသွားနိုင်တယ် Barcelona နိုင်ရင် La Liga Champion လူပွဲပြီးပြီဘာလို့ဆိုအခုသူတို့နှစ်သိန်းကြာကွာမှုက၄မှတ်ကွာထားတယ်ဆိုတော့ El Clasico မှာအဆုံးဖြတ်ဘယ်သူရနိုင်မလဲ အခုလောလောဆယ်နေထားရနှစ်သင်းသလုံးမှာဘာဆိုနာကပြီးခဲ့တဲ့ပွဲစဉ်မှာအင်တာမီလန်ကိုသူတို့ရှုံးသွားတယ်တကယ်ကိုကောင်းတဲ့ပွဲဖြစ်ပေမဲ့ဘာဆိုနာအသင်းကအင်တာမီလန်ကိုအနိုင်ရတဲ့ဘာရက်နဲ့သူတို့ရှုံးနေသွားခဲ့တဲ့ကြောင့်စိတ်ပိုင်းဆိုင်ရာအများကြီးတော့ထိခိုက်သွားနိုင်တယ်ဒါပေမဲ့ဟန်စီဖလစ်အသင်းတောင်ဘယ်လောက်ထိ recover လုပ်မလဲ ်ဘာဆိုနာကရောဒီယာဂိုသူတို့အနေနဲ့လုံးဝအမမခံပဲဒီအက်ကလာစီကိုမှာဘလောက် response လုပ်နိုင်မလဲရီယယ်မက်ဒရစ်ရဲ့ကမ်နဲ့ရီယယ်မက်ဒရစ်အသင်းဘက်ကကာလိုအန်ချယ်လိုတီနဲ့အသင်းအားလုံးကတော့ဒီပွဲဟာသူတို့တို့အခွင့်အရေးရမယ်ပွဲသူတို့ယုံကြည်တဲ့ဘာဆိုနာကိုသူတို့အနိုင်ယူလိုက်မယ်ဘာဆိုနာရဲ့ချန်ပီယံလိ ရူရရှင်ဟာသူတို့အကောင်းဆုံးအခွင့်အရေးဖြစ်တယ်လို့သူတို့ယုံကြည်ထားတယ်။ဒီနေ့ရသည်အက်ကလာစီကိုစုစုပေါင်းရယ်မတွေ့နဲ့ဘာဆိုနာ၃ပွဲကပ်ပြီးပထမပွဲရယ်မတွေ့ရဲ့ဆန်တီယာဂိုဘာနာဘဲမှာဘာဆိုနာက၄ဂိုးပြတ်နေနိုင်တယ်။ဒုတိယပွဲမှာအက်ကလာစီကိုရဲ့စူပါကပ်ဖိုင်နယ်မှာဘာဆိုနာက5 2နဲ့နိုင်ပြီးတော့အက်ကလာစီကိုရဲ့ကိုပါဒယ်ရီဖိုင်နယ်မှာဘာဆိုနာက3 2နဲ့နိုင်တယ်။ဆိုဘာဆိုနာကအက်ကလာစီကို၃ပွဲဆက်ထိုးတယ်ဒိုမီနိတ်လုပ်ထားတယ်။ဆိုရယ်မတွေ့အတွက်တော့ဘောင်းစ်ပက်ပြန်လုပ်ရမယ့်ပွဲဒီပွဲကသူတို့ရဲ့ဒူးအော်တိုင်း င်းပွဲပဲဒီပွဲရှုံးတာနဲ့အထူးသဖြင့် Kylian Mbappe ဆိုရင် Champions League ဖလားလိုချင်လို့ Real Madrid ကိုပြောင်းလာခဲ့မှာ သူ့ရဲ့အသင်းဟောင်း Paris Saint-Germain ကဖလားတော့လို့အိမ်မက်နဲ့ Champions League Final တက်နေပြီဆိုတော့ Mbappe အတွက်ကဒီအက်ကလာစီကိုရဲ့ပွဲမှာသူတို့အနိုင်မရရင်ဒီဟာဒီဟာသူတို့ failure ပဲ။ရာသီစားက Super Cup တို့ဘက်က Club World Cup တို့ဆိုတာကမနစ်က Real Madrid အောင်မြင်မှုရဲ့အသီးပွင့်နေပဲသူနဲ့ဘာမှအလောက်မဆိုင်ခဲ့ဘူး။ဆိုတော့အဲ့ဒါကသူ့အတွက်ကသူကိုယ်တိုင်စူးစမ်းပြရတဲ့ဖလားကဒီ La Liga ဖလားပဲရှိတော့။ဆိုတော့သူတို့နှစ်သင်း ထိတ်တိုက်ပွဲရှိတယ်ဆိုတော့ပထမဆုံးအနေနဲ့အဲကလာစီကိုပွဲရဲ့နောက်ပိုင်း၅ပွဲပေါ့လေဆိုတော့ကျွန်တော်တို့23 24လောက်ကစမယ်ဆိုရင်ဒီနှစ်သင်းက နစ်ကစူပါကပ်ဖိုင်နယ်မှာရယ်မက်ဒရစ်က4-1နဲ့နိုင်တယ်။လာလီဂါနှစ်ပွဲစလုံးမှာဘာစီလိုနာကွင်းမှာ2-1ရယ်မက်ဒရစ်ကွင်းမှာ3-2နဲ့နိုင်ပြီးတော့မက်ဒရစ်ကအယ်ကလစီကို3ဝဲမိနစ်ကနိုင်တယ်။ဒီနေ့ကျတော့ဘာစီလိုနာကအယ်ကလစီကို3ဝဲနိုင်ပြီးတော့နောက်ဆုံးတစ်ပွဲကျန်တယ်။ဆိုတော့အခုလောလောဆယ်အနေထားရရယ်မက်ဒရစ်ကနောက်ဆုံး4ပွဲဆက်အဲကလစီကိုပွဲမှာဘာစီလိုနာကိုသူတို့မနိုင်ထားဘူးအဲ၃ပွဲ plus ပေါ့လေတပွဲကတော့သူတို့ခြေစမ်းပွဲခံထားတယ်။နောက် Lewandowski ကတော့အခုလောလောဆယ်မှာ league ပြိုင်ပွဲရဲ့ top goal ဆို ိုတာ25ခုဖြစ်ပြီးတော့ခီလီယန်အမ်ဘပ်ပေက24ခုဆိုတော့ဘာစလိုနာဟာအခုနောက်ပိုင်းမှာလာလီဂါမှာတော့သူတို့ယုံကြည်မှုရှိနေစေဖြစ်တယ်လာလီဂါမှာသူတို့ဆွမ်းဆောင်ရေးကောင်းပြထားတယ်ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာသူတို့အမှတ်လျော့သွားတယ်ဆိုတာကလည်းချန်ပီယံလိပွဲနှစ်ပွဲအင်တာမီလန်ကိုအိမ်ကွင်းမှာတည်ရင်အဝေးကွင်းမှာရှုံးသွားတယ်ဆိုတော့သူတို့နှစ်သိန်းချအားရဖြစ်နိုင်တယ်သူတို့နှစ်သိန်းကြားဘလို့ချီနေရှိမလဲဆိုတော့ပထမဆုံးအနေနဲ့သူတို့အခုလောလောဆယ်အချိန်ကြီးရကြည့်တဲ့အခါမှာနှစ်သိန်းလုံးအချိန်ကြီးရ ဘာဆလိုနာအတင်းပါဒံယာပြဿနာအချို့မှာအလဟန်ဒိုဘယ်ဒီပြန်ပါလာနိုင်ဖို့ရှိတယ်။ဘာကြောင့်လဲဆိုလို့ဘာဆလိုနာအစောပိုင်းလုံးတည်းကဘယ်ဒီကအင်တာမီလန်ပွဲကိုမမီလောက်တဲ့အတွက်ကြောင့်ပွဲအက်ကလစီကိုပွဲဖြစ်နိုင်တဲ့အချိန်မှာဘယ်ဒီပြန်ပါမယ်။ မပိုင်တော့ဂျယ်ရယ်မာတင်နဲ့ဖြစ်ပေမဲ့ဒါရော်နယ်အာဝူဟိုကိုစိတ်မချတဲ့အတွက်ကြောင့်သူကအင်နီဂိုမာတီနက်စ်နဲ့ပိုကဘာစီကိုညာဘက်ခြမ်းကအဲရစ်ကာစီယာပဲကစားမယ်။နောက်ကွင်းလယ်ကဒီယောင်ပက်ထရီကိုတိုက်စစ်ကယမားရဲ့အော်မိုရဲ့နောက်တစ်ဖက်ကရာဖီညာနဲ့ဖရန်တော်ရက်စ်ထက်စာရဲ့လီမန်ဒေါစကီပွဲထွက်နိုင်တယ်။ဟိုတနေ့တော့ကလီမန်ဒေါစကီအပိုင်းလေးထားတော့ဒီပွဲကတည်ကြတယ်လီမန်ဒေါစကီပွဲထွက်နိုင်မယ်ပွဲဖြစ်ပြီးတော့တစ်ဖက်ကရီယယ်မက်ဒရစ်အသင်းကအမ်ဘပ်ပေအထောင်တိုက်စစ်မှုဖြစ်ပြီးတော့ဗီနီရှက်ဂျူနီယာဂျူဘာလင်ကန်ကိုအခု6 ခြေစွမ်းပြနေတဲ့အာဒါကူလာကိုအသုံးပြလာနိုင်တယ် ရိုဒရီဂိုကိုသူအောက်မလားအာဂျာကူလာကိုတုံးနိုင်တယ်ပြီးတော့မှဗယ်ဗာဒီနဲ့ဒန်နီဆာဗိုင်ယိုကိုညာဘက်ချမ်းကလူကက်စ်ဖက်စကယ်ရှော်မန်နီဒီဝါဝအဆန်စီယိုနဲ့ဘက်ဘက်ချမ်းကတော့ဖာရန်ကာစီယာသူတို့သူတို့မှာမန်ဒီအင်ဂျူရီဖြစ်သွားပြီးအာလဘာအင်ဂျူရီဖြစ်သွားပြီးအန်တိုနီယိုရီကအင်ဂျူရီဖြစ်သွားပြီးကမဗင်ကအင်ဂျူရီဖြစ်သွားပြီးရက်ကက်မှာရွေးချယ်တာမရှိဘူးဆာဗိုင်ယိုမတုံးရင်သူတို့လူကမိုထရစ်တုံးလိမ့်မယ်သူတို့မှာရွေးချယ်ကြမရှိဘူးဘာလို့ဆိုတော့ကွင်းလယ်မှာအရန်ဝေးဖြစ်မှာဆိုတော့သူတို့ဗယ်ဗာဒီကိုပြန်ကိုပို့ကိုပို့ရမယ်ဆိုတော့ ဖယ်ဗာဒီကဆာဗိုင်ယိုနဲ့တွင်းမလားဒါမိုးတွင်းနဲ့တွင်းမလားပဲကြည့်ရမယ်ဒီကလို့ရူဒီကိုပါမယ်ဆိုရင်တော့အာတာဂူလာကိုအောက်ကောင်းအောင်နိုင်တယ်ဒါကမတွေ့ရဲ့အနေထားခါလို့အန်ချလိုတီယာဒီကိုမှထွက်ဖို့ဆုံးဖြတ်ထားတယ်ဟိုဘက်ကလည်းလက်ရှိမှာအလွန်ဆိုးဝင်လာမဲ့အချိန်မှာဘာစီလိုနာအသင်းကလည်းဂျော့ဒန်ဖြစ်ဖို့အဆုံးသတ်ရတော့ တော့တို့တော့တင်းကြရမှတ်กว่าဟာမူကအခုလောလောဆယ်မှာလေးမှတ်กว่าတယ်ဘာဆိုနာကအခု34ပွဲအပြီးမှာအခုလောလောဆယ်အနေထားရလာလီဂါမှာအမှတ်ဖြတ်ထားပြီးတော့86မှတ်ရထားတဲ့အချိန်မှာရီယယ်မက်ဒရစ်က85မှတ်ဆိုတော့တို့တော့နှစ်သင်းအခုလောလောဆယ်အနေထားရအပြိုင်နေတဲ့အချိန်မှာအခုလက်ရှိအနေထားရဘာဆိုနာအသင်းနဲ့ရီယယ်မက်ဒရစ်အကြားမှာဟတ်တူဟတ်ကြီးတဲ့အကြောင်းရီယယ်မက်ဒရစ်က ဒါဘာဆိုလာကို၄ခုပြည့်ရှုံးထားတယ်စပိန်လာလီကာဟာဟက်တူဟက်ကြီးတဲ့အတွက်ကြောင့်ဘာဆိုနာအသင်းအနေနဲ့မင်းမတွစ်ကိုရှုံးလို့တော့မရဘူးသူတို့တေးကန်ရဘာလို့ဆိုသူတို့ရဲ့လက်ချံပွဲချက်တဲ့အဓိကအချက်ပဲဆိုတော့ရီယယ်မက်ဒရစ်ကအဲကလာစီကိုမှာဘာဆိုနာနဲ့ကံမဲ့ပြီးတာနဲ့သူတို့မာယော့ကာကိုအိမ်ကွင်းဆာဗီယာကိုအဝေးကွင်းပြီးရင်နောက်ဆုံးပွဲမှာဆူဇီတက်နဲ့ကံမဲ့ဆိုတော့ဆူဇီတက်ကိုအိမ်ကွင်းလဲသူတို့နိုင်ပါပဲထားပါတော့ကိုပါဒရီစီမီတုံးကတော့တေးချထားပေးမယ်သူတို့လာလီကာမှာတော့သူတို့နိုင်မယ် ်ဆဗီယာကိုဝေးခွင်းသူတို့နိုင်မှာဘာလို့ဆဗီယာအဲ့လောက်မကောင်းဘူးနောက်မာယော့ကာကိုလည်းဆိုရီမက်ဒရစ်ကလက်ချံ၃ပွဲလုံးကိုနိုင်မှာ ဆိုတော့အက်ကလစီကိုနိုင်ရင်တို့ကတမတ်ပဲကြံမယ်အဲဆိုဘာဆိုနာရဲ့အမားကိုစောင့်ပြီးတို့ကချန်ပီယံဖြစ်ခွင့်ယူလို့ရတယ်ဘာဆိုနာကတို့ရဲ့လက်ကျန်၄ပွဲမှာရီယယ်မက်ဒရစ်ပွဲကိုတို့ကရှုံးလို့မရဘူးရှုံးရင်တမတ်ပဲကြံမယ်တည်ကြရင်၄မှတ်ကူရှင်ထားရမယ်ပြီးတော့လည်းအက်စပိုင်ယိုနဲ့ကက်တလန်ဒါဘီအဝေးကွင်းကံမယ်ဗီလာရီယယ်ကိုအင်ကွင်းကံမယ်နောက်ဆုံးပွဲကအက်သလက်တစ်ကလပ်ဆိုဗီလာရီယယ်နဲ့အက်သလက်တစ်ကလပ်ကချန်ပီယံလိပိုဇီရှင်ကိုလုနေတဲ့အတွက်ဘာဆိုလိုနာဟာအမတန်ခတ်တယ်ဟိုနောက်တစ်ပွဲကလည်းအက်စပိုင်ယိုဖြစ်တော့ Hansi Flick ရဲ့ final သုံးပွဲဟာ tricky feature တကယ်တော့လေးပွဲပေါ့လေ Real Madrid, Espanyol, Villarreal နဲ့ Athletic Club ဆိုဘာဆိုနာကအင်ကွင်းမှာတော့ Villarreal ကိုပြဿနာမရှိတော့ပေမဲ့ Athletic ကိုအဝေးကွင်းမှာနိုင်ဖို့ခက်တယ်ဆိုတော့တကယ်လို့သူတို့အဒီပွဲကိုနိုင်ခဲ့ရင် La Liga Champion ဖြစ်ပြီတေးကြရင်လေးမှတ်ကိုရှင်ဖြစ်ရင်သူတို့က Espanyol ကိုနိုင် Villarreal ကိုနိုင် Champion ဖြစ်ပြီ Champion ဖြစ်ပြီအဲ့လိုမဟုတ်ဘူးသူတို့ကတပွဲရှုံးဝင်းရှိတယ် တကယ်လို့မက်ဒရစ်ကိုသူတို့တေဘက်ကစားနိုင်ရင်တပွဲရှုံးခွင့်ရှိသေးတယ်။အဲ့ရှုံးပွဲဟာမဖြစ်လေအတလက်တစ်ကလပ်နဲ့ဗီလာရီယယ်တသင်းသင်းသူတို့နှစ်ပွဲတော့တန်းပဲ။သူတို့ကတကယ်တော့လက်ချက်၃ပွဲမှာသူတို့ရီယယ်မက်ဒရစ်အသင်းကိုအမှတ်တာမပေးရဘူးဆိုရင်သူတို့အနေနဲ့နှစ်ပွဲဆိုရင် OK ပြီ။ဆိုတော့ဒီအတွက်ကြောင့် ဟန်စီဖလစ်အတွက်လည်း under pressure ဖြစ်နေတယ်လူစုံတက်စုံတဲ့မှာဘာဆိုတာကစားမအချို့မပါဘူးရီမတွေ့ကတော့ဗီဂါတွေကကမဗင်ဂါတို့ရူဒီဂါတို့ဘက်ကမန်ဒူတို့လိုကစားမတွေလည်းချော်ထားတယ်ဒီပွဲကကျွန်တော်တို့မြန်မာစံတော်ချိန်အဖြစ်ပေါ့လေည7:45မှာကန်တယ်ထူးထူးခြားခြားဒီလာလီဂါပွဲကဒီတစ်ခေါက်မှာအစောဆုံးကန်တဲ့ပွဲဖြစ်ည7:45မှာကန်ပြီးတော့ဒီနေ့လာလီဂါပြိုင်ပွဲကိုအဆုံးဖြတ်ပေးသွားနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုတော့ဒါကအက်ကလာစီကိုမှာဘာစလိုနာပဲ၄ပွဲဆက်တိုက် င်နိုင်မလားမဒရစ်ကဘာဆိုနာကိုအနိုင်ယူပြီးချန်ပီယံမျိုးလင်းချက်ကိုအသက်ဆက်မလားကိုမမဝေယောင်မချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်